ဖုံဖုံတန်ကာအစစ်နဲ့တန်ကာအတုကိုဘယ်လိုခွဲခြားပြီးအတုတွေကိုရောဘယ်လိုကြည့်ရင်မြင်နိုင်ပါတလဲဖရာဖြေချားပြီးတော်မူပါဖရာတဲ့တန်ကာမှာအတုမရှိဘူးအစစ်ပဲရှိပါတယ်နော်ဒီလိုပြောရင်တချို့ကအံ့ဩသွားပါလိမ့်မယ်မအံ့ဩပါနဲ့ထပ်ပြီးပြောပါမယ်တန်ကာမှာအတုမရှိပါဘူးတန်ကာမှာအစစ်ပဲရှိပါတယ်ဘာကြောင့်အဲ့ဒီလိုပြောရတာလဲဆိုရင်တချို့ကတန်ကာနဲ့ဖုံးကြီးယဟန်မကွဲလို့ပါနော် တန်ဃာနဲ့ဘုန်းကြီးယဟန်မတူပါဘူး။တန်ဃာဆိုတာက၄ပါးနဲ့၄ပါးအထက်ကိုပြောတာပါ။တပားချင်းစီကိုတော့ဘုန်းကြီးယဟန်လို့သုံးပါတယ်။အဲ့ဒီလိုတန်ဃာနဲ့ဘုန်းကြီးယဟန်မတူတဲ့အတွက်တန်ဃာမှာအတုမရှိပါဘူး။အစ်စ်ပဲရှိပါတယ်။ဘုန်းကြီးယဟန်တွေမှာတော့အတုအစ်စ်ရှိပါတယ်။အတုအစ်စ်ဘယ်လိုခွဲခြားမလဲဆိုရင်ဥပိ္ပဇေဆရာနဲ့တကွပိန်ဝင်ပြီးယဟန်ပြုထားတဲ့သူကို အစ်စ်လို့ပြောရမှာဖြစ်ပါတယ်။ ဥပဇေဆရာလည်းမရှိပဲမိမိဘာသာမိမိသင်ကန်းဝတ်တဲ့သူပေါ်တော့အတုလို့ပြောရမှာဖြစ်ပါတယ်ဘယ်လိုခွဲကြမလဲဆိုရင်အဲ့ဒီနီးနဲ့ပဲခွဲကြပြီးသိနိုင်ပါတယ်ကြံတဲ့နီးနဲ့မသိနိုင်ပါဘူးနော်ဖုံဖုံတန်ကာအစစ်နဲ့တန်ကာအတုကိုဘယ်လိုခွဲကြပြီးအတုတွေကိုရောဘယ်လိုကြည့်ရင်မြင်နိုင်ပါတလဲဖေယားဖြေကြပြီးတော်မူပါဖေယားတဲ့တန်ကာမှာအတုမရှိဘူးအစစ်ပဲရှိပါတယ်နော်ဒီလိုပြောရင်တချို့ကအံ့ဩသွားပါလိမ့်မယ် မအံ့ဩပါနဲ့ထပ်ပြီးပြောပါမယ်တန်ခါမှာအတုမရှိပါဘူးတန်ခါမှာအစ်စ်ပဲရှိပါတယ်ဘာကြောင့်အဲ့ဒီလိုပြောရတာလဲဆိုရင်တချို့ကတန်ခါနဲ့ဖုန်ကြီးယဟန်မကွဲလို့ပါနော်တန်ခါနဲ့ဖုန်ကြီးယဟန်မတူပါဘူးတန်ခါဆိုတာက၄ပါးနဲ့၄ပါးအထက်ကို ပြောတာပါတပါးချင်းစီကိုတော့ဖုန်ကြီးယဟန်လို့သုံးပါတယ်အဲ့ဒီလိုတန်ခါနဲ့ဖုန်ကြီးယဟန်မတူတဲ့အတွက်တန်ခါမှာအတုမရှိပါဘူးအစ်စ်ပဲရှိပါတယ် ဘုန်းကြီးယဟန်တွေမှာတော့အတူအစစ်ရှိပါတယ်အတူအစစ်ဘယ်လိုခွဲခြားမလဲဆိုရင်ဥပိ္ပစေဆရာနဲ့တကွပြင်ဝင်ပြီးယဟန်ပြုထားတဲ့သူကိုအစစ်လို့ပြောရမှာဖြစ်ပါတယ်ဥပိ္ပစေဆရာလည်းမရှိပဲမိမိဘာသာမိမိသင်္ကန်းဝတ်တဲ့သူကိုတော့အတူလို့ပြောရမှာဖြစ်ပါတယ်ဘယ်လိုခွဲခြားမလဲဆိုရင်အဲ့ဒီနည်းနဲ့ပဲခွဲခြားပြီးသိနိုင်ပါတယ်ကြံတဲ့နည်းနဲ့မသိနိုင်ပါဘူးနော်အရှင်ဖေယပိန်အတွင်းကိုမိမတွေဝင်ခွင့်ရှိပါသလားဖေယမိန်ကြားပေးပါဖေယတဲ့ ဝင်ခွင့်ရှိပါတယ်နော်ပိန်ဆိုတာကတီမာဆိုတဲ့ပုတ်ကလာတာပါတီမာဆိုတာ အပိုင်းအခြားလို့အဓိပ္ပာယ်ရပါတယ်ဘယ်လိုအပိုင်းအခြားကိုပြောတာလဲဆိုရင်ယဟန်တွေကံကြီးကံငယ်စောင့်ဖို့အတွက်တီချာတတ်မှတ်ထားတဲ့အပိုင်းအခြားနေရာကိုပြောတာပါဒါကြောင့်ပိန်ဆိုတာဟာထူးထူးဆန်းဆန်းနေရာမဟုတ်ပါဘူးယဟန်တွေကံကြီးကံငယ်စောင့်ဖို့အတွက် တိကျသတ်မှတ်ထားတဲ့နေရာကိုပြောတာဖြစ်တဲ့အတွက်ပိန်သေးကိုအမျိုးသားတွေလည်းဝင်လို့ရတယ်လို့အမျိုးသမီးတွေလည်းဝင်လို့ရပါတယ်။ကန်ဆောင်နေတဲ့အချိန်သာဝင်ခွင့်မရှိတာပါနော်။တချို့ကအမျိုးသမီးတွေတိန်သေးမဝင်ကောင်းဘူးဆိုတဲ့အယူဝါဒရှိကြပါတယ်။ဖျားရှင်လက်ထက်တော်အခါကအမျိုးသမီးတွေဟာဘိက္ခုနေမဝတ်တော်မယ်ဆိုရင်ပိန်ဝင်ပြီးတော့အမျိုးသားယဟန်ထံမှာကမ္မဝါတကြီး အမျိုးသမီးယဟန်ထံမှာကမဝါတစ်ကျိကမဝါနှစ်ကျိတိတိဖတ်မှဒိက္ခူနေမှဖြစ်ပါတယ်အကယ်၍အမျိုးသမီးတွေတိမ်ထဲမဝင်ကောင်းဘူးဆိုရင်ဒိက္ခူနေသာသနာကိုမြတ်စွာဘုရားကခွင့်ပြုမှာမဟုတ်ပါဘူးနော်ဒါကြောင့်အမျိုးသမီးတွေတိမ်ထဲဝင်ကောင်းပါတယ်နော်။ဘေယဟန္တာမှာအသက်သက်စေတဲ့အသားငါမစားပါ။အသားငါစားရင်မေတ္တာသီလပြတ်ပါတယ်။မေတ္တာပြမစိုးတရားလေးလက်ကင်ထားရတဲ့ဗုဒ္ဓဘာသာ ဒါနသီလဘာဝနာကုသိုလ်တရားတွေပါတဲ့ခုတကနိကေတုတ်တနိပတ်ပါဠိတော်သုလဝတ်အာမဂန္ဓတုတ်မှာအာမဂန္ဓယသေးကမြတ်စွာဘုရားကိုလျှောက်ထားတဲ့အတွက်တိတ်တမြမာကြီးအားကတ္တပမြတ်စွာဘုရားဟောကြားတော်တရားကိုပြန်လည်ဟောကြားတော်မူပါတယ်အဲ့ဒီအထဲမှာကတ္တပမြတ်စွာဘုရားကအသားငါဖုံးပေးတဲ့အတွက်ကြောင့်အညီအဟုတ်တွေဖုံးပေးတယ်ဆိုပြီးလူတွေကဘုရားကိုဆွဆွဲတဲ့အတွက်ကတ္တပမြတ်စွာဘုရားကသူ့အသက်သက်ချင်း သူတစ်ပါးပစ္စည်းကိုခိုးယူခြင်းသူများသားများကို စော်ကားခြင်းမဟုတ်မမှန်သော စကားကိုပြောဆိုခြင်းတည်တည့်ရတောက်စားခြင်းကြမ်းကံအမှားတို့ကိုတင် जा ခြင်းစတာတွေဟာတကယ်အညီအဟောက်အစ်စ်တွေဖြစ်တယ်လို့ဟောကြားတော်မူပါတယ်အာမဂန္ဓယတိရဲ့အလိုကအာမဂန္ဓဆိုတာအသားငါလို့ယူဆပါတယ်မြတ်စွာဘုရားရဲ့အလိုကတော့အာမဂန္ဓဆိုတာအလုံးစုံသောကိလေသာတရားတို့နဲ့အကုသိုလ်တရားတို့ကိုယူဆပါတယ်အဲ့ဒီအထဲမှာကြည့်လိုက်ပါ ဖះကအသားငါဖုံးပေးတယ်ဆိုတာပါပါတယ်နော်မန်းပိုင်ရှင်ပြောပုံအရာအသားငါစားတာနဲ့ပဲမေတ္တာသီလပြည့်ရမယ်ဆိုရင်ဖះဟာမေတ္တာသီလပြည့်တဲ့သဘောဖြစ်နေပြီနော်အသားငါစားတာနဲ့ပဲမေတ္တာသီလပြည့်တာဘာမှမဆိုင်ပါဘူးမြတ်စွာဘုရားကသူ့ရဲ့တပည့်သားယဟန်တွေကိုမြင်သားကြားသားတန်တရာသားဆိုတဲ့အသားသုံးမျိုးကိုရှောင်ခိုင်းပါတယ်မြင်သားဆိုတာက မိမိစားဖို့အတွက်မိမိရှေ့မှာတင်တတ်နေတဲ့အသားကိုပြောတာပါကြားသားဆိုတာကမိမိစားဖို့အတွက်မိမိအတွက်တတ်တာဖြစ်ကြောင်းပြောတဲ့အသံကိုကြားတဲ့အသားကိုပြောတာပါတန်တရာအသားဆိုတာကတော့မိမိအတွက်တတ်ထားတာများဖြစ်လေရောသလားဆိုတဲ့တန်တရာဖြစ်စေတဲ့အသားကိုပြောတာပါအဲ့ဒီအသား၃မျိုးကိုတော့မြတ်စွာဘုရားကရှောင်ခိုင်းပါတယ်နော်ဒီအသား၃မျိုးကလွတ်ရင်ကြံတဲ့အသားဆိုစားလို့ရပါတယ်ဒါကြောင့်ယဟန္တာဖြစ်ခြင်းမဖြစ်ခြင်းနဲ့ အသာစားခြင်းမစားခြင်းဟာဘာမှမဆိုင်ပါဘူးအဓိကကတော့အဲ့ဒီအသာသုံးမျိုးလွတ်နေဖို့ပဲလိုပါတယ်နော်အရှင်ဖရာရုပ်ထုကိုတည်ထားပြီးအရေးတယူကိုးကွယ်တာဟာမှန်ပါသလားဖရာတဲ့တခြားရုပ်ထုတွေဆိုရင်တော့မပြောလိုဘူးနော်ဖရာရုပ်ထုဆိုရင်တော့ပုံတော်ကိုဂုံတော်မှန်ပြီးကိုးကွယ်တာဖြစ်တဲ့အတွက်တတ်တော်ထင်ရှားဖရာကဲ့သို့အလေးထားပြီးကိုးကွယ်သင်ပါတယ် ပုံတော်ကိုဂုံတော်မှန်းပြီးတတ်တော်ထင်ရှားဖျားကဲ့သို့အလေးထားပြီးကိုးကွယ်မယ်ဆိုရင်တတ်တော်ထင်ရှားဖျားရှင်ကိုကိုးကွယ်စည်းကပ်တဲ့အကျိုးနဲ့အတူတူပဲလို့ဓမ္မပဒပါဠိတော်မှာဖျားရှင်ကိုတော်တိုင်ဟောကြားထားပါတယ်။ဒါကြောင့်တတ်တော်ထင်ရှားဖျားကဲ့သို့အလေးထားပြီးကိုးကွယ်သင်ပါတယ်။ရှေးဆရာတော်ကြီးတွေလည်းပဲဖျားယူပွားတော်တွေကိုတတ်တော်ထင်ရှားဖျားကဲ့သို့အလေးထားပြီးကိုးကွယ်တော်မူကြပါတယ်။မဟာကန္တာယုံဆရာတော်ကြီးဆိုရင် သူ့အခန်းထဲမှာ ဖရာယူပွားတော်မထားပါဘူး။ဘာကြောင့်ဖရာယူပွားတော်မထားတာလဲလို့ဒကာဒကာမတွေကမေးလျှောက်တဲ့အခါမှာတို့ကဖရာကိုတတ်တော်ထင်ရှားဖရာကဲ့သို့သဘောထားတာဖြစ်တဲ့အတွက်တို့နေခြင်းတလို့နေစားခြင်းတလို့စားမယ်ဆိုရင်ဗုဒ္ဓအကာရဝဖြစ်လိမ့်မယ်။ဒါကြောင့်တို့အခန်းထဲမှာဖရာယူပွားတော်မထားခြင်းဖြစ်တယ်ဆိုပြီးပြန်လည်ဖြေကြားတော်မူပါတယ်။အဲ့ဒီအချက်ကိုကြည်သောအဖြစ်ရှိစရာတော်ကြီးများသည့်ဖရာယူပွားတော်များကို တကယ်တတ်တော်ထင်ရှားဖျားခဲ့သူအလေးထားပြီးကိုယ်ပွဲစည်းကပ်တယ်ဆိုတာဟာထင်ရှားပါတယ်။ဒါကြောင့်တခြားယုတ်ထုတွေကိုတော့မပြောလိုပါဘူး။ဖျားယုတ်ထုကိုတော့တတ်တော်ထင်ရှားဖျားခဲ့သူအလေးထားပြီးကိုယ်ပွဲတာဖြစ်တဲ့အတွက်တလေးတစားကိုယ်ပွဲတင်တယ်လို့ပြောချင်ပါတယ်။ဖျားဟောတရားအတိုင်းနေမယ်ဆိုရင်မိသူနဲ့မှ ပြန်ညင်းနေမှာမဟုတ်ဘူးတဲ့။ဒီမတ်ပိုင်ရှင်ကညင်းတာနဲ့တုတ်ပြန်တာကိုမကွဲဘူးဖြစ်နေတယ်နော်။ ်ငင်းတာနဲ့တုတ်ပြန်တာမတူဘူးငင်းတယ်ဆိုတာကသူနိုင်ကိုနိုင်ပြောတာအဲ့ဒီထဲမှာဟုတ်တာတွေလည်းပါမယ်မဟုတ်တာတွေလည်းပါမယ်တုတ်ပြန်တယ်ဆိုတာကမိမိအလေးအမြတ်ထားရဖြစ်တဲ့ဘာသာတရားကို မဟုတ်မမှန်တာတွေနဲ့ဆွဆွဲ ပြောဆိုပြီးဝါဒဖြန့်လာတဲ့အခါမှာပြန်လဲခြေပတာကိုပြောတာနော်ဘာသာခြားကဗုဒ္ဓဘာသာကိုမဟုတ်မမှန်တာတွေပြောဆိုပြီးတော့ဥစဉ်ကိုဘာသာရေးစီယုံတင်သွင်းလာတဲ့အတွက်ကြောင့်ဥစဉ်ကပြန်လဲခြေပတာနော် မြတ်စွာဘုရားလက်ထက်ကသောတာပန်ဖြစ်တဲ့အနာထပိန်တထေကြီးကိုဗုဒ္ဓဘာသာဝင်များကြားဘူးကြပါလိမ့်မယ်တထေကြီးဟာတနေ့မှာတိဋ္ဌိတွေအကြောင်းကိုရောက်သွားပါတယ်အဲ့ဒီလိုရောက်သွားတဲ့အခါမှာတိဋ္ဌိတွေကသူတို့ရဲ့ဝါဒတွေကိုချပြပြီးတော့တထေကြီးကိုဘာသာရေးစီယုံသိမ်းသွင်းပါတယ်ဒီအခါမှာတထေကြီးကဘေဝါဒကတတ္တဝါဒဖြစ်ကြောင်းဘေဝါဒကဥစေဒဝါဒဖြစ်ကြောင်းတစ်ခုချင်းစီချပြပါတယ် ပြီးတဲ့အခါမှာမြတ်စွာဘုရားရဲ့ဝါဒကိုချပြပြီးတော့တုတ်ပြန်ခဲ့ပါတယ်နော်အဲ့ဒီအကြောင်းအရာကိုမြတ်စွာဘုရားထံပြန်လဲလျှောက်ထားတဲ့အခါမှာမြတ်စွာဘုရားကပါဒုတာဒုတာဒုဂဟပတိတထေကြီးကောင်းတယ်ကောင်းတယ်လို့ချီးမွမ်းတော်မူတယ်နော်တစ်ဆက်ထဲမှာပဲယဟန်တွေကိုအစီဝေးခေါ်ပြီးတော့တထေကြီးကိုရှေ့မှာထား၍ခြေသားယဟန်တို့တထေကြီးကိုဥပမာပြု၍ဒီလိုပုံကိုယ်တွေကိုပြန်လဲခြေပပြောဆိုရမယ်လို့ဟောကြားတော်မူတယ်နော် ဒီကနေ့ခေတ်မတ်ပိုင်ရှင်တို့ရဲ့အမြင်နဲ့ကြည့်လိုက်ပါကြည့်လိုက်မယ်ဆိုရင်အနာတပင်တထေးကြီးကတွားပြီးတော့ငင်းခုန်တယ်လို့မြင်ရလိမ့်မယ်နော်တကယ်တော့ငင်းခုန်တာမဟုတ်ဘူးအနာတပင်တထေးကြီးကတုတ်ပြန်ပြောဆိုခဲ့တာနော်ဗုဒ္ဓဘာသာဝင်မှန်ရင်တခြားဘာသာကမိမိရဲ့ဘာသာကိုမဟုတ်မှန်မှန်တာတွေနဲ့ဆွဆွဲပြောဆိုလာပါကအနာတပင်ထုံနှလုံးမူပြီးတော့ပြန်လည်ခြေပပြောဆိုရမယ်နော်ဗုဒ္ဓဘာသာအမိခံထားပြီးတော့ ကိုယ့်ဘာသာကိုလည်းကာကွယ်စောင့်ရှောက်ခြင်းမရှိငင်းခုန်တာနဲ့တုတ်ပြန်တာကိုလည်းမကွဲဘူးဆိုရင်ဗုဒ္ဓဘာသာတွေကထွက်လိုက်ပါနော်အဲ့ဒီလိုပုံကိုယ်တွေဗုဒ္ဓဘာသာထဲမှာရှိနေတာဟာဗုဒ္ဓဘာသာအတွက်အငြိကြေးတစ်ခုဖြစ်ပါတယ်ဒါကြောင့်ဗုဒ္ဓဘာသာတွေကထွက်လိုက်ပါနော်အရှင်ဖေယလောကဒံတရား၈ပါးဆိုတာဘာတွေလဲဖေယတဲ့အင်္ဂုတ္တရနိကာယပါဠိတော်အထက်ကနိပတ်မဟာဝတ် ထမလောကဓမ္မတုံးမှာတတ္တဝါတွေမဖြစ်မနေတွေ့ကြုံရမယ်လောကရန်တရား၈ပါးဆိုတာဖះရှင် ဟောကြားထားပါတယ်အဲ့ဒီလောကရန်တရား၈ပါးကဘာတွေလဲဆိုရင်၁လာဘောစီးပွားဥစ္စာရရှိခြင်း၂အလာဘောစီးပွားဥစ္စာမရရှိခြင်း၃ညာသော အချွေရန် အကျော်သောရှိခြင်း၄အာရသော အချွေရန် အကျော်သောမရှိခြင်း၅နေင်တာ ကဲ့ရဲ့ခံရခြင်း6ပတ္တန်သာချီးမွမ်းခံရခြင်း9ဒုက္ခကိုယ်စိတ်နှစ်ပါးချမ်းသာခြင်း8ဒုက္ခကိုယ်စိတ်နှစ်ပါးဆင်းရဲခြင်းတို့ဖြစ်ပါတယ်ဒါဟာတတဝါတွေမဖြစ်မနေတွေ့ကြုံရမိလောကရန်တရား၈ပါးပဲဖြစ်ပါတယ်အရှင်ဖယားစွန်လုံးစရာတော်ဥကဝီကယဟန္တာလားဖယားယနေ့ထက်သည့်ယုကလက်တော်ကရှိနေတုံးပါဖယားတဲ့ယဟန္တာဟုတ်တယ်မဟုတ်ဘူးဆိုတာကို ဥစဉ်တို့ပုထုဇဉ်ရဲ့ဉာဏ်နဲ့မသိနိုင်ပါဘူးเนาะတချို့ကဆရာတော်ကြီးတွေရဲ့အနေထိုင်ကြိလက်ပုံနဲ့အကျင့်သရဏကိုကြည့်ပြီးတော့ယဟန္တာဟုမှန်းဆ၍သမှုတ်ကြပါတယ်ဒါကမှန်းဆပြီးသမှုတ်ကြတာပါတကယ်တမ်းကျတော့ယဟန္တာဟုတ်တယ်မဟုတ်ဘူးဆိုတာကို ပုထုဇဉ်တွေရဲ့ဉာဏ်နဲ့မသိနိုင်ပါဘူးเนาะဥစဉ်တို့လိုပုထုဇဉ်တွေရဲ့ဉာဏ်နဲ့ယဟန္တာဟုတ်တယ်မဟုတ်ဘူးသိဖို့မဆိုထားနဲ့အရိယာအချင်းချင်းတောင်မှ အောက်အောက်ကအရိယာတွေက အထက်အထက်ကအရိယာတွေကိုအရိယာမှန်မသိကြပါဘူးအထက်အထက်ကအရိယာတွေကသာအောက်အောက်ကအရိယာတွေကိုအရိယာမှန်သိကြပါတယ်နားလည်အောင်ပြောရမယ်ဆိုရင်တော့သောတာပန်ကသဂရဂံရဲ့အရာကိုမသိပါဘူးသဂရဂံကအနာဂံရဲ့အရာကိုမသိပါဘူးအနာဂံကယဟန္တာရဲ့အရာကိုမသိပါဘူးယဟန္တာကသာအနာဂံရဲ့အရာကိုသိပါတယ်အနာဂံကသာသဂရဂံရဲ့အရာကိုသိပါတယ်သဂရဂံကသာသောတာပန်ရဲ့အရာကိုသိပါတယ် အဲ့ဒီလိုအရိယာအချင်းချင်းတောင်မှ အောက်အောက်ကအရိယာတွေကအထက်အထက်ကအရိယာတွေကိုအရိယာမှန်မသိကြသေးရင်ဥစဉ်တို့လိုပုထုဇဉ်တွေရဲ့ဉာဏ်နဲ့ဆရာတော်တပါးကိုယဟန္တာ ဟုတ်တယ်မဟုတ်ဘူးဆိုတာသိဖို့ပိုခက်ပါတယ်နော်အဲဒါကြောင့်မိမိဉာဏ်နဲ့လိုက်မမိနိုင်တဲ့အရာကို မစင်စားဘဲနဲ့ဘယ်ဆရာတော်တွေဘယ်လိုကျင့်သုံးသွားတယ်ဆိုတာကိုအတုယူပြီးတော့မိမိလည်းပဲကောင်းမြတ်တဲ့အကျင့်တွေကိုကျင့်ကြံရမှာဖြစ်ပါတယ်အဲ့ဒါမှသာဆရာတော်ကြီးတွေကောင်းချိုးချမ်းသာရတယ်လို့ မိမိလည်းကောင်းကျိုးချမ်းသာရမှာဖြစ်ပါတယ်နော်မြတ်တွေကစိတ်အယမ်းဆိုးရင်တေတက်တယ်လို့ကြားဘူးပါတယ်မြတ်စွာဘုရားကိုအကြိမ်ကြိမ်တိုက်ခိုက်တာဒေါသမပါလို့နှက်ရွာမဆန်တာလားတဲ့ဒေါသဖြစ်လို့နှက်သက်ကြွတယ်ဆိုတာကနှစ်တိုင်းမဟုတ်ဘူးနော်မနောဘဒောတိကဆိုတဲ့နှစ်တမျိုးဖြစ်ပါတယ်မနောဒေါသစိတ်ကြောင့်ဘဒောတိကပြည့်စည်သောနှက်လို့အဓိပ္ပာယ်ရပါတယ် အဆိုပါမနောဘရောတိကဆိုတဲ့နတ်ဟာရုပ်အမတန်နုညံ့တာကြောင့်ဒေါသဖြစ်ပြီဆိုရင်ဒေါသဤပူလောင်ကြမ်းတမ်းတဲ့ဒဏ်ကို မခံနိုင်တာကြောင့်နတ်သက်ကြွေရပါတယ်။မြတ်စွာဘုရားကိုတိုက်ခိုက်တဲ့မာနတ်လိုနတ်မျိုးတွေဟာဒေါသဖြစ်ရင်နတ်သက်ကြွေတဲ့မနောဘရောတိကနတ်မျိုးမဟုတ်ပါဘူး။နော်။အရှင်ဘုရားတချို့လူတွေကဝိဇ္ဇာတပ္ပတိတွေကသာသနာကိုစောင့်ရှောက်နေတယ်လို့ပြောကြပါတယ်။တကြည်တော်အထင်တော့ တန်ဃာတော်တွေကသာသနာကိုစောင့်ရှောက်နေတယ်လို့ထင်မိပါတယ်ဟုတ်ပါသလားတဲ့မှတ်တာပေါ့နော်သာသနာကိုစောင့်ရှောက်တာဟာတန်ဃာတော်တွေစောင့်ရှောက်တာပါဝိဇ္ဇာတပတိတွေကစောင့်ရှောက်တာမဟုတ်ပါဘူးဝိဇ္ဇာတပတိတွေနဲ့လေသာသနာနဲ့ဘာမှမသက်ဆိုင်ပါဘူးဖျားရှင်ပြိဋိနိဗ္ဗာန်စံတဲ့နေ့ကနေစပြီးယနေ့ထိနှစ်ပေါင်း2000ကျော်တိုင်တိုင် ဖျားရှင်ဤသာသနာတော်ကိုသင်္ကာယနာအစင်းစင်တင်ပြီးထိမ့်သိမ်းစောင့်ရှောက်လာကြတာဟာတန်ကာတော်တွေပဲဖြစ်ပါတယ်ဝိဇ္ဇာတပတိတွေမဟုတ်ပါဘူးเนาะတန်ကာတော်တွေထိမ့်သိမ်းစောင့်ရှောက်တာလို့လည်းပဲဥစဉ်တို့တက္ကဒကမတွေယနေ့အထိသာသနာတော်နဲ့တွေ့ဆုံခွင့်ရနေတာပါစာပေမှာတန်ကတ္တအဝဏ္ဏဘာတတိဆိုတာရှိပါတယ်မြန်မာလိုပြန်ရင်တန်ကာတော်ဤဂုံကျေးဇူးမဲ့စကားကိုဆိုခြင်းလို့အဓိပ္ပာယ်ရပါတယ် တန်ဃာတော်တွေရဲ့ဂုံကျေးဇူးမဲ့စကားကိုဆိုတဲ့နေရာမှာတရိုက်ဆိုမှတန်ဃတအဝဏံဘာတတိဖြစ်တာမဟုတ်သေးပါဘူး။ပယ်ဝိုက်ပြီးပြောရင်လည်းပဲတန်ဃတအဝဏံဘာတတိဖြစ်ပါတယ်။ဖျားရှင်ရဲ့သာသနာတော်ကိုတန်ဃာတော်တွေထိမ့်သိမ်းစောင့်ရှောက်လာတာမှန်သိပါလေရဲ့နဲ့တန်ဃာတော်တွေရဲ့ဂုံကျေးဇူးစကားကို မဆိုပဲဝိဇာတပ္ပတိတွေကသာသနာတော်ကိုထိမ့်သိမ်းစောင့်ရှောက်တာပါလို့ပြောလိုက်ခြင်းဟာတန်ဃာတော်တွေရဲ့ဂုံကျေးဇူးမဲ့စကားကိုဆိုလိုက်တာဖြစ်တဲ့အတွက် တန်ကပအဝဏံဘာတတိဖြစ်သွားပါတယ်အပြည့်ကြီးပါတယ်နော်ဒါကြောင့်သာသနာတော်ကိုထိမ့်သိမ်းစောင့်ရှောက်တာဟာတန်ဃာတော်တွေပဲဖြစ်ပါတယ်ဝိဇ္ဇာဇောတိတပတိတွေကစောင့်ရှောက်တာမဟုတ်ဘူးလို့မှတ်သားထားရမှာဖြစ်ပါတယ်အရှင်ဘုရားဆဲမိရင်သီလကျိုးနိုင်ပါသလားကိုဟာကိုအလုတ်လုတ်ရင်ဆဲမိနေလို့ပါ မရည်ရွယ်ပင်မဲ့နှုတ်ကျိုးနေလို့ပါဖရားတဲ့တချို့ကဆဲတာဒီသီလထဲမပါတဲ့အတွက် ဆဲလို့သီလမကျိုးဘူးဆိုပြီးပြောဆိုနေကြတာတွေရှိပါတယ်။ဟုတ်ပါတယ်။တကယ်လဲဆဲတာကသီလထဲမှာမပါပါဘူးเนาะ။ဆဲတာဒီသီလထဲမှာမပါတော့လဲပဲဆဲတာကိုသီလထဲပဲထည့်ရမှာပါ။ဘာကြောင့်လဲဆိုရင်သီလဒီ၅ပါးသီလ၈ပါးသီလစသည်ဖြင့်အရေးအတွက်အဖြစ်ပြတော့လဲပဲ။တကယ်တမ်းကျတော့သီလကစာရိတ္တသီလနဲ့ဝရိတ္တသီလရယ်ဆိုပြီးနှမျိုးပဲရှိပါတယ်။စာရိတ္တသီလဆိုတာကဒိုင်နာရမယ့်အရာကိုပြောတာပါ။ ဒါကိုမဖြစ်မနေလုပ်ရမယ်လို့သတ်မှတ်ထားတယ်ဆိုရင်အဲ့ဒီသတ်မှတ်ထားတဲ့အရာကိုမလုပ်ဘဲရှောင်နေပါကသရိတသီလကိုချိုးဖောက်တာဖြစ်ပါတယ်သတ်မှတ်ထားတဲ့အရာကိုလုပ်မယ်ဆိုရင်တော့သရိတသီလကိုလိုက်နာရရောက်ပါတယ်ဝရိတသီလဆိုတာကတော့ရှောင်ရှားရမယ့်အရာကိုပြောတာပါမကောင်းမှုဖြစ်စေတဲ့အတွက်ဒါကိုကိုယ်နဲ့လည်းမပြုတ်နဲ့နှုတ်နဲ့လည်းမပြောနဲ့လို့သတ်မှတ်ထားတယ်ဆိုပါစို့အဲ့ဒီသတ်မှတ်ထားတဲ့အရာကိုကိုယ်နဲ့လည်းပြုတ်တယ်နှုတ်နဲ့လည်းပြောတယ်ဆိုရင်ဝရိတသီလကိုချိုးဖောက်တာဖြစ်ပါတယ် ိုယ်နဲ့လည်းမပြုတ်ဘူးနှုတ်နဲ့လည်းမပြောဘူးဆိုရင်ဝရိတသီလကိုလိုက်နာရရောက်ပါတယ်ဆဲဆိုတယ်ဆိုတာဟာဝစီအကုသို့ဒုစရိုက်မှုဖြစ်တာကြောင့်ဖះရှင်ကမဆဲဆိုဖို့တားမြစ်ထားပါတယ်အဲ့ဒီလို တားမြစ်ထားတဲ့အတွက်ကြောင့်ဆဲဆိုခြင်းကိုရှောင်ရှားရမှာဖြစ်ပါတယ်ဒါကြောင့်ဆဲဆိုခြင်းဟာရှောင်ရှားရမယ့်အရာဖြစ်တာကြောင့်မရှောင်ရှားဘဲနဲ့ဆဲဆိုလိုက်မယ်ဆိုရင်ဝရိတသီလကိုချိုးပေါက်တာဖြစ်တဲ့အတွက်ဆဲဆိုခြင်းဟာသီလပြည့်စုံနိုင်ပါတယ်နော်ရှင်ပြုတာနှပြရမယ် နမပြလို့မရဘူးပြောနေကြလို့ဟုတ်မဟုတ်ဖြေပေးပါဖေရအိမ်ကသားလေးရှင်ပြုတ်ကျင်လို့ပါအရှင်ဖေရတဲ့ရှင်ပြုတ်တဲ့အခါမှာနတ်ပြတာတို့ရှင်လောင်းဖဲ့တာတို့ဆိုတာတွေဟာလူတွေရဲ့ရိုးရဓလေးအရာလုပ်နေကြတာပါဖေရဟောမဟုတ်ပါဘူးเนาะအဓိကကတော့ရှင်လောင်းယဟန်လောင်းတွေသာသနာဘောင်တွေရောက်သွားဖို့အဓိကဖြစ်ပါတယ်မြတ်စွာဘုရားဖေရဖြစ်ပြီးလို့ တပိလဝုနေပြည်တော်ကိုပြန်ကြွားတဲ့အခါမှာကျင်ရတော်ဖြစ်တဲ့ရတော်ရယာဒေဝီဟာပါတော်ရာဟုလာကိုဖျားရှင်ရဲ့ထံမှာအမွေတောင်းဖို့လွှတ်လိုက်ပါတယ်။ပါတော်ရာဟုလာအမွေလာတောင်းတဲ့အခါမှာဖျားရှင်က လောကီအမွေကိုမပေးဘဲကျောင်းတော်သို့ခေါ်ဆောင်သွားပြီးအရှင်သာရိပုတ္တရာကိုဥပိ္ပစေပြု၍အရှင်မောက္ကလံကိုတရဏဂုံဆရာနေရာမှာထားကာကိုရင်ဝိပ္ပီလောကုတ္တရာအမွေကိုပေးလိုက်ပါတယ်။ လောကမှာအမြင့်မြတ်ဆုံးဖြစ်တော်မူတဲ့ဖျားရှင်ရဲ့သားတော်ဖြစ်ပါတော်လဲပဲသာသနာဘုံထဲဝင်ရောက်တဲ့အခါမှာနှပြခြင်းရှင်လောင်းလှဲ့ခြင်းစတဲ့ရိုးရာအလုပ်တွေဓလေအလုပ်တွေကိုမလုပ်ဘဲရိုးရှင်းစွာသာသနာဘုံထဲဝင်ရောက်သွားပါတယ်။ဒါကြောင့်ဗုဒ္ဓဘာသာဝင်တရားတော်မှများအနေဖြင့်မိမိတို့ဤယင်းနှစ်သီးကြတားယရနာတို့ကိုသာသနာဘုံထဲသွတ်သွင်းတဲ့အခါမှာနှမပြပဲနဲ့လေသွတ်သွင်းလို့ရတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။ ဖုံဖုံဖယားဖယားအလောင်းပေါ်ထွန်းတယ်ဆိုတာမှန်ပါသလားတဲ့တချိန်တုန်းကဂျပန်နိုင်ငံမှာဆူကိုစာအာဟာရဆိုတဲ့ဘာသာရေးလူလိမ်တယောက်ပေါ်ဘူးပါလေသူဟာဒီနေ့မှာသူယုံကြည်စိတ်ချရတဲ့ကင်မရာမန်တယောက်ကိုတော်တဲ့ခေါ်ပြီးတော်ထဲမှာတမင်ကလေးထိုင်ပြီးခုံတဲ့အကျင့်ကိုရအောင်ကျင့်ပါတယ်ကျင့်လို့ရသွားတဲ့အခါမှာတမင်ကလေးထိုင်ပြီးခုံလိုက်တဲ့အချိန်ညီကြီးတို့ပြန်မကြခင်ကင်မရာမန်ကိုဓာတ်ပုံအမိအရရိုက်ခိုင်းပါတယ်ဇံပြန်တဲ့ပုံစံဖြစ်အောင်ရိုက်ခိုင်းတာပါ အဲ့ဒီတုန်းကဒီကနေ့ခေတ်လိုမျိုးဤပညာတွေမထွန်ကားသေးပါဘူးเนาะရိုက်ပြီးတဲ့အခါမှာပုံတွေကိုလိုက်ဖြန့်ပြီးတော့ဆိုကိုစာအာဟာရဟာဇန်ရပုဂ္ဂိုလ်တယောက်ဖြစ်တယ်ဆိုပြီးကြေညာပါတယ်ဂျပန်နိုင်ငံတနိုင်ငံလုံးကြီးပါသူ့ကိုယုံသွားကြတယ်เนาะနောက်ပြီးသူဟာအစိမ့်ငွေတီထွင်တဲ့နေရာမှာအမတန်တော်တဲ့လူတယောက်ဖြစ်တယ်သူ့ကိုမယုံတဲ့လူတွေဆိုရင်အစိမ့်ငွေနဲ့တတ်ပါတယ်လူပေါင်းများများစွာတီကျပြစီရပါတယ်เนาะလူရက်ကအမတန်ပြီးတဲ့အတွက်ကြောင့် သူလုပ်တယ်လို့ဘယ်သူမှမထင်ကြဘူးသူ့ကိုအားလုံးကသူတော်ကောင်းလို့ပဲထင်ကြတယ်ဒီနေ့မှသူဟာသမရနေရာဝင်ပြီးတော့အရွေးခံပါတယ်သူ့ကိုမရွေးတဲ့အတွက်ကြောင့်ဂျပန်နိုင်ငံကလူတွေကိုအစိမ့်ဝင်းနဲ့တတ်ဖို့လုပ်ပါတယ်အစိုးရကရိတ်မိပြီးတော့ဥစွာဖမ်းမိတဲ့အတွက်ကြောင့်အားလုံးတေးပေးမှလွတ်မြောက်သွားရပါတယ်နောက်ဆုံးသူ့ကိုပေးတံပေးလိုက်ပါတယ်နော်ဘာသာရေးမှာဝေဖန်စစ်ဆေးမှုမရှိဘဲနဲ့သူတို့ဘာပြောသမျှကိုလိုက်ပြီးယုံနေမှာဆိုရင်ပစ္စည်းဥစ္စာတွေမကဘူး အသက်ပါပေးရပါမယ်နော်အခုလည်းပဲကြည့်ပါဖခင်အလောင်းပေါ်ထုံးနေပြီတဲ့ရှေးဖခင်သာသနာရှိနေရင်နောက်ဖခင်ပွင့်လို့မရပါဘူးနော်အခုဂေါရမမြတ်စွာဘုရားသာသနာရှိနေသေးတဲ့အတွက်နောက်ဖခင်အလောင်းမွေးလို့မရပါဘူးဒါကိုသိဖို့လိုပါတယ်နော်ဒါကြောင့်ဖခင်အလောင်းပေါ်ထုံးတဲ့ဆိုတာဟာလုံးဝမဟုတ်ပါဘူးလိညာပြီးပြောဆိုနေတဲ့စကားတွေသာဖြစ်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်အရှင်ဖေယဖုန်ကြီးက အရက်တောက်လို့ရပါသလားအရှင်ဖုရားတဲ့လူတွေတောင်မှ၅ပါးတီလာထဲမှာအရက်မတောက်ဖို့တားမြစ်ထားတာဘုန်းကြီးကဘလို့လို့တောက်လို့ရမှာလဲနော်မြတ်စွာဘုရားလက်ထက်တော်အခါတုန်းကအရှင်သာဂတဆိုတဲ့မထေရတစ်ပါးရှိပါတယ်အဲ့ဒီအရှင်သာဂတဆိုတဲ့မထေရကသိုးသွန်းနေတဲ့ငကားတကောင်ကိုဆုံးမပေးလိုက်တဲ့အတွက် ရွာသူရွာသားတွေကလေးစားကြည်ညိုပြီးအရှင်သာကရကိုအယက်နဲ့ပူတော်ပါတယ်အရှင်သာကရလည်းပဲရွာသူရွာသားတွေကတ်တဲ့အယက်ကိုတောက်ပြီးလမ်းမှာမူလဲပါတယ်အဲ့ဒီအကြောင်းအရာကိုဖះရှင်တိတော်မူတဲ့အခါမှာယဟန်တွေအယက်မတော့ရအယက်တော့ရင် ပါစိတ်အာဘတ်တင့်စီဆိုပြီးသူရာဘာနာတိတ်ခါဖို့ကို ထုတ်ပြန်ပါတယ်ဒါကြောင့်ဖုန်ကြီးတွေအယက်မတော့ကောင်းပါဘူး ုံးကြီးတွေအရက်တောက်မယ်ဆိုရင်သူရာပါဏသိခါဖို့အရာပါစိတ်အဘက်တင်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဖယားထမိန်တန်းအောင်ယောက်ျားလေးဝင်မိရင်ဘုံနေတယ်လို့ပြောကြပါတယ်ဖယား။ဥပမာအမေနဲ့အမရဲ့ထမိန်တန်းအောင်သားဝင်မိရင်ရောဘုံနေတယ်ဆိုတာဖြစ်နိုင်ပါသလားဖယား။ဖြေချပေးပါအောင်ဖယားတဲ့။မိခင်ရဲ့ဟိုနေရာကတောင်ထွက်လာသေးတာပဲနော်။မိခင်ရဲ့ထမိန်အောင်ဝင်ပြီလို့ဘုံနေတယ်ဆိုတာဘယ်လိုလုပ်ပြီးဖြစ်နိုင်ပါလဲ။ ်နည်းစဉ်းစားကြည့်ကြပါမိန်းကလေးထမိန်တန်းအောက်ကိုယောက်ျားလေးဝင်ပြီလို့ဘုံနေတယ်ဆိုတာကလည်းပဲမဖြစ်နိုင်ပါဘူးနော်ဘာကြောင့်လဲဆိုရင်ကောင်းကင်မှာလေရင်ပြန်နေပြန်နေပါတယ်အဲ့ဒီပြန်နေတဲ့လေရင်ပြန်တွေထဲမှာထမိန်ဝတ်ထားတဲ့အမျိုးသမီးတွေလည်းပါမှာပါနော်ထမိန်တန်းအောက်ဝင်ပြီလို့ဘုံနေရမယ်ဆိုရင်ကောင်းကင်မှာလေရင်ပြန်နေပြန်နေတဲ့အတွက်တနင်္ဂနွေလုံးဘုံနေကုန်ပါပြီเนาะဒါကြောင့်အတိတ်ပဲမရှိတာတွေကိုလက်မခံပါနဲ့ တကယ်တော့ဘုံဆိုတဲ့စကားကပုံညဆိုတဲ့စကားကိုရည်ညွှန်းပြီးပြောတာပါပုံညဆိုတာက ကောင်းမှုလို့အဓိပ္ပာယ်ရပါတယ်ကောင်းတဲ့အမှုကိုပြုရင်ဘုံကံမြင့်မှာဖြစ်ပြီးမကောင်းတဲ့အမှုကိုပြုမယ်ဆိုရင်ဘုံကံနှိမ်မှာဖြစ်ပါတယ်ဘုံကံနှိမ်ခြင်းမြင့်ခြင်းကထမိန်တန်းအောင်ဝင်ခြင်းမဝင်ခြင်းနဲ့လုံးဝမဆိုင်ပါဘူးเนาะကောင်းမှုပြုခြင်းမပြုခြင်းနဲ့ပဲဆိုင်ပါတယ်နားလည်ပါစေเนาะအရှင်ဖေယသောတာပန်ဒီအောင်ဘယ်လိုကြိုးစားအားထုတ်ရပါမလဲအရှင်ဖေယဖြေကြားပြီးတော်မူပါအရှင်ဖေယတဲ့ သောတာပန်ဒီဘုကအင်္ဂါ၄ချက်ရှိပါတယ်။အဲ့ဒီအင်္ဂါ၄ချက်ကဘာတွေလဲဆိုရင်၁တပ်ပုရိသတန်တိဝါဖျားအဆရှိသောအရိယာသူတော်ကောင်းတို့ကိုမိဝဲစည်းတက်ခြင်း၂တတ္တမတဝနံသူတော်ကောင်းတရားကိုနာကြားခြင်း၃ယောနိသောမနာတိကာရောတင့်လျော်သောအဖြင့်နှလုံးသွင်းစင်ခြင်းခြင်းဟုဆိုအပ်သောယောနိသောမနာတိကာရရှိခြင်း၄ဓမ္မနုဓမ္မပတိပတ္တိ လောကုတ္တရာတရားအားလျော်သောကျင့်ကြံအားထုတ်မှုရှိခြင်းတို့ပဲဖြစ်ပါတယ်။ဒါဟာသောတာပန်တိကြောင့်အင်္ဂါ၄ချက်ပဲဖြစ်ပါတယ်။အဲ့ဒီအင်္ဂါ၄ချက်နဲ့အညီကျင့်ကြံအားထုတ်နိုင်မယ်ဆိုရင်တော့သောတာပန်တည်နိုင်ပါတယ်နော်။